ရှေးတန်ဒရီခေရအလဲဘဟုမှာဆိုတော့ဖခင်လို့သာတိကြတဲ့စစ်မြေပြင်ပေါင်းများစွာကိုဖျက်တမ်းခဲ့တဲ့စစ်သည်တယောက်ဟာသူ့ရဲ့တမိငယ်လေးနဲ့သူတောထဲမှာနေထိုင်ပါရင်လူဖမ်းမှုဆိုးတယောက်အနေနဲ့သူ့ရဲ့ဘဝကနိုင်ငံတော်ကိုနောက်ရှက်နေခဲ့တဲ့တာရဲဆိုးဝေးကိုလိုက်လံဖမ်းဆီးတဲ့နေရာမှာပဲလေပတ်နေခဲ့တော့ပါဒရိစန်ဆိုးတကောင်ကိုတွေ့တဲ့အခါမှာတော့နိုင်ငံတော်ကခရာမုတ်ပြီးတော့လူဖမ်းမှုဆိုးဝေးကိုအဲ့ဒီတက်တော်အားလိုက်လံဖမ်းဆီးဖို့အတွက်အချက်ပေးလိရှိပါရင်ဒါပေမဲ့သူ့ရဲ့ကျွမ်းကျင်မှုနဲ့ခိုင်မာတဲ့စိတ်ဓာတ်တွေရှိပေမဲ့လည်း အဲ့ဒီတက်တဝါဆိုးရဲထဲကတကောင်ဟာသူ့တမီးလေးရဲ့အသက်ကိုယုတ်သိမ်းသွားတဲ့အခါမှာတော့ဖခင်ရဲ့ဘဝကဝမ်းနည်းမှုရဲ့အထွတ်ထိပ်ကိုရောက်သွားခဲ့ပြီးပြိုကွဲသွားတော့ပါရင်သူ့ရဲ့တမီးကိုတတ်ခဲ့တဲ့တက်တဝါဟာလွမြောက်သွားခဲ့ပြီးတော့သူ့ရဲ့ဝမ်းနည်းမှုကဆွဲလန်းမှုအယူအမူဖြစ်သွားတော့ပါရင်လက်စားရှိလို့တဲ့စိတ်နဲ့ပြည့်ရှက်နေခဲ့တဲ့သူဟာဘလောက်ပဲကုန်ကြကုန်ကြဒီမြေပေါ်ကတက်တဝါဆိုးတိုင်းကိုတုတ်တင်ပြစ်မယ်လို့တိစ္ဆာဆိုလဲပါရင် အခုစတော့သူ့အပြင်တစ္ဆာရှိတဲ့သူ့ရဲ့အမြင်ဖြစ်တဲ့ဖေဘာကီပဲရှိတော့တဲ့ဖခင်ဟာထောင်ချောက်တွေထောင်ပြီးတော့အမဲလိုက်ပြီးနောက်တစ်ခါတပ်ဖြတ်ဖို့အတွက်မမောမပန်းပြင်ဆင်ကသူ့ရဲ့နေရက်တွေကိုကုံဆုံးစီခဲ့ပါရင်းသူကသူ့ရဲ့ဝတ်စုံကိုပြင်ဆင်ပြီးတော့အမြဲတမ်းပို့ပြီးခိုင်ခန့်အောင်လှုပ်ဆောင်ကအမြဲတမ်းအသင့်ဖြစ်နေအောင်ပြင်ဆင်ထားပါရင်းသူလိုက်လံတပ်ဖြတ်နေတဲ့တက်တဝါဆိုးတွေရဲ့သွေးနဲ့ကိုတွင်းအင်္ဂါဝီကနေစစ်ပွဲကရတဲ့ဒဏ်ရာဝေးအတွက်ကုသနိုင်တဲ့ဆေးအဖြစ်စွာကြည့်တဲ့တောက်စီတစ်မျိုးကိုလည်းဖန်တီးထားပါရင်း တခါတလေမှဆိုတော့ဖခင်ဟာသူ့ရဲ့အိမ်ကနေထွက်ပြီးသူ့သမီးရဲ့တင်းကြိုင်အနားမှာထိုင်လျက်တော့ရဲ့ငင်သက်မှုကြားထဲမှာသူ့သမီးကိုစကားပြောလို့ရှိပါရင်သူမထွက်သွားခင်မှာသူကတက်သွားရဲ့ဝိညာဉ်တွေကိုတမလွန်ဘဝကိုလမ်းညွန်ပေးတယ်လို့ဆိုတဲ့ရှေးရိုးဆွဲဒလိတခုအရာတတ်ထုများတချောင်းကိုသူ့သမီးရဲ့တင်းကြိုင်ကူအပေါ်မှာတင်ထားလို့ရှိပါရင်သူ့အနေနဲ့ဒီလိုတန်တဝီတွေကိုမယုံကြည်ပေမဲ့လည်းသူ့ရဲ့တကူလုံးကိုဆွဲလန်းစေတဲ့အရှိန်တစ်ခုရဲ့သွန်းအားကြောင့် ဒီအလေးအထားကိုဆက်လက်လှုံ့ဆော်နေဆဲပဲဖြစ်ပါရီအကျင့်ဆုံးရှုံးမှုနဲ့ဘယ်တော့မှမိမရတဲ့သူ့သမီးအပေါ်တန်တားမှုရပဲဖြစ်ပါရီဒီလိုနဲ့မွန်းလွဲတနေ့မှာတော့ဖခင်ဟာတိပင်းတပင်းရဲ့အရေးအောက်မှာအနားယူဖို့ကြိုးစားပါရီလေဝေတိုက်ခတ်လာတဲ့အခါမှာတော့တိရတ်ဒီကငင်းသားစွာရွှေ့လျားနေကြပါရီဒါပေမဲ့သူ့အိမ်ရဲ့ပတင်းပေါက်ကပြင်းထန်စွာတုန်ခါလာတဲ့အခါမှာတော့သူ့ရဲ့ငင်းချမ်းမှုကပြက်ပြဲသွားခဲ့ပါရီသူကသူ့ရဲ့ကြိယာဝေကိုစုပ်ကန်ပြီးတော့အထဲကိုဝင်ကပြင်ဆင်ဖို့တော်ပါရီ ဒါပေမဲ့အဲ့ဒီအခါမှာပဲနန်းတော်ကနေပြင်းထန်တဲ့အရေးပေါ်အနေနဲ့တောတစ်ခုလုံးကိုပြန့်ကျဲသွားခဲ့ပါလေတက်တော်ဆိုးတကောင်ကရွှေလျားနေခဲ့ပါပြီမဆိုင်မတော့ပဲဖခင်ကသူ့ရဲ့ဝတ်စုံနဲ့မျက်နှာဘုံကိုဝတ်ဆင်ပြီးတော့သူ့ရဲ့တစ္ဆာရှိမြင်းကိုစီးကနောက်တစ်ကြိမ်အမဲလိုက်ထွက်ဖို့အတင့်ဖြစ်နေခဲ့ပါလေမနေ့ကရောက်တဲ့အခါမှာတော့ကြမ်းတမ်းတဲ့တိုက်ပွဲတစ်ခုဖြစ်ပြီးတော့ဖခင်ကအင်ကိုပြန်ရောက်လာခဲ့ပါလေသူ့ရဲ့ခန္ဓာကိုယ်ဟာပင်ပန်းမှုနဲ့နာကျင်နေခဲ့ပါလေသူဟာသူ့မြင်းကနေမြေပေါ်ကိုအမျက်လို့လို့တိုးဝင်လာခဲ့ပြီးတော့ တတဝဆိုးရဲ့ဖျက်ထားတဲ့ဥခေါင်းကိုကျမ်းပြေပုံမှာပြစ်ချလိုက်ပါရီသူ့ရဲ့အတန်ရဝေးဟာအများကြီးရှိပေမဲ့သူကတော့ဘေးဖယ်မထားပါဘူးချက်ချင်းပဲသူကိုယ်တိုင်လှုပ်ထားတဲ့ဆေးကိုလိမ့်ပါရီဒီလိုမျိုးလေးမြန်တဲ့ဆေးဟာနာကျင်မှုကိုတက်တာစေပြီးတော့သူ့ရဲ့ခန္ဓာကိုယ်အပေါ်မှာအလုံးလုံးပေးပါရီနောက်တနည်းမနဲ့ပါပဲသူ့ရဲ့အတန်ရအလုံးကကျက်သွားခဲ့ပြီးဆေးကလည်းသူ့ရဲ့အဆွမ်းအားကိုတက်တည်ပြလိုက်တာတွေ့ရပါရီအဲ့ဒီနောက်ပိုင်းသူကသူ့ရဲ့ဟောင်းနှက်နေခဲ့တဲ့တရားဝီကိုကောက်ကင်ပါရီအဲ့ဒီစာအုပ်ရဲ့စာမျက်နှာဝေးဟာသူတတ်ခဲ့တဲ့တက်တော်ရီရဲ့ ပုံတွေပြည့်နေခဲ့တာပါအဲ့ဒီအထက်ကမှမင်းညကသူ့အနိုင်ရခဲ့တဲ့မြောက်ဖြူဘလူးကြီးရဲ့ပုံလဲပါပါရင်ဖခင်နာအဲ့ဒီမြောက်ဥကောင်းကိုသူစုဆောင်းထားတဲ့တခြားသောအောင်ပွဲအထင်အမှတ်တွေကြားမှာနေရမှာတင်ထားလိုက်ပါရင်ဒါပေမဲ့သူ့ရဲ့အလုတ်ကအဆုံးသတ်ဖို့ဝေးနေတယ်ပါရင်သူ့အပြာကီကိုတစ်ပြင်းနဲ့ပြင်းမှရှီနှောင်ပြီးတော့သူ့ရဲ့ထောင်ချောက်တွေကိုစုစည်းကရိုးရှင်းတဲ့အစားအစာတခုကိုပြင်ဆင်ဖို့အစတင်ပါရင်ဒီလိုနဲ့ညဖက်ရောက်တဲ့အခါမှာတော့သူအိတ်ပြောင်းနေတော့ပဒင်းပေါက်ကနေရုတ်တရက်အတန်တခုသူ့ကိုလန့်နှိုးစီခဲ့ပါရင် သူလဲကြီးကြီးလိုက်တော့အရေးအထဲမှာလှုပ်ရှားမှုမရှိဘဲယက်နေကြတဲ့အမောင်ရုပ်တရံတစ်ခုကိုတွေ့လဲရပါရင်ဘာမှမစင်းစားဘဲနဲ့ဖခင်ကသူ့ရဲ့ပစိန်ကိုကင်ပြီးတော့အဲ့ဒီတက်တဝါစီကိုခုံးလိုက်ပါရင်တိုက်ပွဲကပြင်းထန်ခဲ့ပေမဲ့မိုးလင်းတဲ့အခါမှာတော့တက်တဝါစုဟာရှုံးနေတွားခဲ့ပါပြီးဖခင်ဟာတက်သားတိုင်တစ်ခုကိုအဲ့ဒီတက်တဝါရဲ့ခန္ဓာကိုယ်ကထိုးဖောက်ပြီးတော့သူ့ရဲ့မြေပေါ်ကိုဝင်ရောက်ဖို့ရဲရင်တဲ့တက်တဝါအတိုင်းအတွက်တတိပေးချက်တစ်ခုအဖြစ်မြေမှာစိုက်ထူထားလိုက်ပါရင်စမ်းချောင်းတစ်ခုမှရေတောက်နေတော့ သူ့ရဲ့ငင်းချမ်းမှုဟာအပေါ်ကနေပြန်တန်းသွားတဲ့နဂါးတကောင်ကြောင့်ပြိုကွဲသွားခဲ့ပါရီဒီမြင့်ဝင်းကသူ့ကိုအံ့အားသင့်သွားစေခဲ့ပြီးသူ့ရဲ့အင်စီကိုအမြန်ဆုံးပြေးလာခဲ့ရာသူ့နားထဲကိုနန်းတော်ရဲ့ခရယာတန်တစ်ခုကမမားနိုင်အောင်ဝင်လာခဲ့ပါရီလဲလေကျက်စားနေတဲ့တက်တဝါဆိုးတကောင်ကအနီးအနားမှာရှိနေခဲ့ပါပြီးအချိန်ဖြုံးမနေတော့ဘဲနဲ့ဖခင်ဟာသူ့ရဲ့နေရာမှာတစ်သားတိုင်တစ်ခုကိုတန်နဲ့ရိုက်ပြီးတော့မကြာခင်မှာအဲ့ဒီနေရာမှာဆွဲထားမဲ့အောင်ပွဲလက်ဆောင်ကိုကြိုပြီးမျောလင့်နေခဲ့ပါပြီး နိုင်ရင်နေငယ်အကြမှာတော့သူဟာတွေးရပြေးချမ်းပြီးတော့မောပန်းနေတဲ့အနေအထားနဲ့အိမ်ပြန်လာခဲ့ပါပြီသူရတဲ့ရဝီကလက်လက်ဆက်ရှိနေဆဲပဲဖြစ်ပါပြီသူဟာမိဖို့ကိုမင်းကြီးပြီးတော့ဝန်ပလူရဲ့ဖျက်ထားတဲ့ဥခေါင်းကိုနေရာပေါ်မှာဆွဲထားပါပြီသူခေါင်းဆုပ်ကိုဖြိုးတဲ့အခါမှာတော့တက်တဝါကြောင့်သူ့ရဲ့မျက်နှာမှာရှိတဲ့နဲ့ချိုင်းတဲ့ဒဏ်ရာဝေးကိုမြင်နေရပါပြီဖခင်ကဈေးကိုဒဏ်ရာဝေးအထက်ညှစ်ထည့်ပြီးတော့ပြင်းထန်တဲ့နာကျင်မှုကိုတက်တာအောင်လှုပ်ဖို့ကြိုးစားနေခဲ့ပါပြီမနေ့ကရောက်တဲ့အခါမှာတော့နာကျင်မှုရဲ့တက်တာလာခဲ့ပါပြီ သူ့ရဲ့မျက်နှာပေါ်ကဒဏ်ရာဝေလုံးဝနှိပါကျက်သွားခဲ့ပါပြီ။တစ်ချိန်တည်းမှာပဲသူဟာတစ်သားကိုထွင်းဖောက်ပြီးတော့မြင်းငယ်လေးတစ်ကောင်ကိုပုံပေါ်ရင်းနဲ့ပဲသူ့သမီးရဲ့တင်ကျိုင်းစီကိုဝမ်းနည်းစွာနဲ့ရှောက်သွားလိုက်ပါပြီ။သူကသူ့ရဲ့တစ္ဆာရှိမြင်းပြားကြီးတည်ဆုံသွားတဲ့အကြောင်းကိုသူ့ရဲ့သမီးအားပြောပြရှင်းပေးမိ့စက္ကလုံတွေကသူ့စီကနေထွက်မလာပါဘူး။အဲ့ဒီလိုမျိုးသူရက်နေတော့မှပဲခရယာတန်ကသူ့ကိုအမဲလိုက်ထွက်ဖို့ခေါ်တဲ့အတန်နောက်တစ်ချိန်ထွက်ပေါ်လာပါပြီ။ဖခင်ကငြီးထွားလိုက်ပြီး မော်ပန်မှုတို့ရဲ့ဖိအားကသူ့ကိုနှိမ့်ဆက်နေပါရင်သူကသူ့ရဲ့နေရာအတွက်နောက်ထပ်အတိုင်းတစ်ခုကိုပြင်ဆင်ပါရင်ဒါပေမဲ့သူ့ရဲ့ပင်ပန်းတဲ့အခြေအနေကြောင့်သူ့နဲ့သူ့ရဲ့လက်ကိုရိုက်မိလိုက်ပြီးတွေ့တဲ့ကြောင်းကတစ်သားအပေါ်မှာအမှန်အသာဖြစ်သွားခဲ့ပါရင်သူ့ရဲ့ပင်ပန်းမှုကြီးရှိပေမဲ့လည်းဖခင်ကသူ့ဆွဲမလျှော့ဘဲနဲ့နောက်တစ်ချိန်ထွက်ခွာသွားခဲ့ပါရင်သူကအမိုင်ပေါင်းများစွာရှောက်သွားပြီးတဲ့နောက်တစ်ပင်ကြီးတစ်ပင်စီကိုရောက်ရှိသွားပါရင်အဲ့ဒီတစ်ပင်ရဲ့ပင်စီမှာဘရင်လေးသမားတစ်ယောက်ကတတ်ထားတဲ့ကြောင်ရတခုရှိနေခဲ့ပါရင် ဖခင်နာဆက်ကူကိုတစ်ခွန်ကနေဆွဲဖြဲလိုက်ပြီးတော့အဲ့ဒါကိုဖြွင့်ကြည့်လိုက်တဲ့အခါမှာသူ့ရဲ့နှလုံးသားကခုန်နေတော့ပါလိမ့်တက်တဝါဆိုရဓာတ်ပုံကိုမြင်လိုက်ရတာကသူ့ကိုတုံ့လုံသွားစေခဲ့ပါလိမ့်အဲ့ဒါကတော့သူ့သမီးရဲ့အသက်ကိုရုပ်သိမ်းသွားခဲ့တဲ့တက်တဝါပါအမြတ်တော်ဝီပြည့်နေသွားခဲ့တဲ့ဖခင်နာသူ့သမီးရဲ့တင်ကျန်းစီကိုပြေးသွားလိုက်ပြီးတော့သူ့သမီးအတွက်လက်စားရှိမဲဆွဲဂရိကခြေလန်းတိုင်းနဲ့အတူပို့ပို့ပြီးပူလောင်လာခဲ့ပါလိမ့်သူ့ရဲ့ခီးဟာသူ့ကိုအန်ဒီအများတဲ့မြေဝေအထက်ပို့ပို့နဲ့ဆိုင်စွာခေါ်ဆောင်သွားခဲ့ပါလိမ့် နိုင်ပေါင်းများစွာလျှောက်လာပြီးတဲ့နောက်သူဟာတောင်ကုန်းတစ်ခုအပေါ်မှာရက်နားလိုက်ပြီးတော့သူ့ရဲ့အကြီးကအမြင့်ကြီးထဲမှာတဝက်မြုပ်နေခဲ့တဲ့လူအယိုးစုတစ်ခုအပေါ်ကြားရောက်သွားခဲ့ပါတယ်ဒီကြောက်ပုတ်ကောင်နဲ့မြင်ကွင်းထားသူ့ရဲ့အရှိမရှိတဲ့အန်ဒီဝေကိုတတိပေးနေသလိုပဲဖြစ်ပါတယ်သူ့ရဲ့မျက်လုံးတွေကမြင်းစုံကိုကြည့်နေတဲ့အချိန်အဝေးမှာအရေးရုပ်တရံတစ်ခုရုပ်တရက်ပေါ်လာခဲ့ပြီးတော့အဲ့ဒီရုပ်ဆိုတဲ့တက်တော်ရဲ့ပုံတရံကသရိုးတစ်ကောင်နဲ့ဆင်တူနေခဲ့ပါတယ်နောက်တနည်းမနဲ့မှာဖခင်ကရှေ့ဆက်သွားပြီးတော့ မြို့နယ်အမောင်ထုရင်နဲ့ဖုံလွှမ်းနေခဲ့တဲ့ကျွန်းတစ်ခုရဲ့အဆွန်ကိုရောက်ရှိသွားခဲ့ပါရင်ဘလို့မှမတွန့်ဆုတ်ပဲနဲ့သူဟာကိုတစ်ခုအထက်စွန့်စားသွားခဲ့ပြီးတော့အဲ့ဒီတက်သူဟာကသူ့ကိုစောင့်နေတာအခံစားမိခဲ့ပါရင်အထဲမှာလေထုဟာတေးမမှုရင်နဲ့ထုထပ်နေတော့ပါရင်ဒီတက်သူဟာရဲ့ကြောက်မဲ့ဖွယ်အော်တန်ဟာနေရံဒီကိုဖျက်ပြီးတော့ပြန့်လွင့်သွားခဲ့ပါရင်သူတို့နှစ်ယောက်ရက်ဆက်ကြမ်းကြုတ်တဲ့တိုက်ပွဲမှာရင်ဆိုင်နေကြဆဲပဲဖြစ်ပါရင် အရင်ကုန်ခံထားတဲ့ဖခင်ကကုထဲကနေအောင်ပွဲခံပြီးတော့ထွက်လာပါလိမ့်ဒါပေမဲ့သူ့ရဲ့ခန္ဓာကိုယ်ဟာတွေးပဲနဲ့တန်ရဝေဖုံးလွှမ်းနေခဲ့ပါလိမ့်တိုက်ပွဲရဲ့အကျွဲကြံနေကိုစေးကြောဖို့သူဟာအနီးအနားမှာရှိတဲ့မြစ်ထဲကိုဝင်လိုက်ပြီးတော့အေးဆက်နေကြတဲ့ရေကသူ့ရဲ့တွေးနဲ့ပေးချန်နေကြတဲ့ကြောကုန်းကိုဆူးရှာလာခဲ့ပါလိမ့်အဲ့ဒီနောက်အနာယူခွင့်ကိုခံစားလိုက်ပါလိမ့်အဲ့ဒီညမှာသူဟာအယိုးစုရဲ့အနီးအနားမှာရှိနေသေးတဲ့တောင်ကုန်းတစ်ခုအပေါ်မှာစခန်းချပါလိမ့်အနာယူမှုလုပ်ပြီးတော့သူဟာသူ့သမီးကိုတတ်ခဲ့တဲ့တက်တော်ရဲ့ဥခေါင်းပါတဲ့အိတ်ကိုတေးဆောင်ပြီးတော့ အင်ကိုပြန်ကခီးဆက်တော့ပါရီသူပြန်ရောက်လာတဲ့ခါမှာတော့ဖခင်ကအိတ်ကိုမြေပြင်ပေါ်မှာခုမဆိုင်ပဲချလိုက်ပါရီသူ့ရဲ့စိတ်ကနောက်ထပ်လှုပ်ဆရာအလုပ်ကိုအာယုံစိုက်ထားပါပြီသူကသူ့သမီးရဲ့တင်ကြိုက်စီကိုရှောက်သွားလိုက်ပြီးတော့ဒါဝေအလုံးပြီးဆုံးသွားပြီလို့ပြောဖို့အတင်ဖြစ်နေခဲ့ပါရီနောက်ဆုံးမှာတော့သူကသူ့ရဲ့ဂရိကိုတီးလိုက်ပါရီသူကသူ့သမီးရဲ့အတွက်လက်စားရှိနိုင်ခဲ့ပါပြီအဲ့ဒီအတော်တွဲမှာပဲအိမ်ထဲမှာလေတိုက်ခတ်တဲ့အတန်းကြောင့်ပဒင်းပဟာတုံခါလာခဲ့ပြီးအဲ့ဒီအရှိန်ကဖခင်ရဲ့ကိုရိုင်းလှုပ်ထားတဲ့စေပလင်းကိုပြုတ်ကျသွားစေခဲ့ပါရီ ထူထတဲ့အရေးကဖိတ်ကြသွားခဲ့ပြီးတော့ဖေဖေရှင်ပဲတစ်သွားရဲ့ဥခေါင်းပါတဲ့အိတ်စီကိုစီစဉ်သွားခဲ့ပါလိဒီတောက်စီကဒိုင်ယာဝေကိုကြက်စီတယ်လို့တီးခဲကြပေမဲ့ဒါကမမျောလင့်ထားတဲ့စွမ်းအားတစ်ခုကိုပိုင်ဆိုင်ထားပါလိတည်ဆုံသွားတဲ့အရာကိုလည်းပြန်ပြီးအသက်သွင်းနေတဲ့စွမ်းအားပါမကြခင်မှာတစ်သွားရဲ့ခန္ဓာကိုယ်ကလှုပ်ရှားလာတော့ပါလိသူ့ရဲ့ကြောရွတ်ဟာအကျွမ်းကျန်ဒီကနေဖေဖေရှင်ထလာခဲ့ပြီးတော့တောက်စီရဲ့စွမ်းအားကိုဆက်ဆုပ်ဖွဲ့တတိပေးတဲ့အနေနဲ့ပုံစံယူလာခဲ့ပါလိ ဖခင်အိမ်မေရောက်လာတဲ့အခါမှာတော့အိတ်ကပျောက်ဆုံးနေခဲ့ပါပြီ။တောက်စည်းနေရာခန့်လမ်းကြောင်းတစ်ခုကသူ့ကိုအဲ့ဒီနေရာစီဦးတည်သွားစေခဲ့ပါပြီ။စိတ်ဝင်စားမှုနဲ့စိတ်ဓာတ်ကျမှုတို့နဲ့အတူသူကပင်ကိုတည်တဲ့ကောင်စီကိုတောက်စည်းအနေငယ်အသုံးပြုပြီးတော့အဲ့ဒီအကျိုးတက်ရောက်မှုတွေကိုစမ်းသပ်လိုက်ပါပြီ။အန်အောစွာနေပဲပင်ကူဟာတုံတုံကြီးဖြစ်လာခဲ့ပြီးတော့သူ့ရဲ့မျက်စိအရှိမပဲတွားထွားလာခဲ့ပါပြီ။စိတ်ဓာတ်ကျသွားခဲ့တဲ့ဖခင်ကပင်ကူကိုရိုက်လိုက်ပေမဲ့ပင်ကူကဆက်လက်လှုပ်ရှားနေဆဲပဲဖြစ်ပါပြီ။သူ့ပြန်လဲအသက်ဝင်လာမှုကိုမရက်တမ်းပါဘူး။ ညမိုးချိုလာတဲ့အခါမှာတော့ဖခင်ကနောက်ထပ်အမေးလိုက်ထွက်ဖို့ပြင်ဆင်နေခဲ့ပြီးသူ့ရဲ့စိတ်ကထက်မြက်ပြီးတော့အာယုံဆူဆိုင်နေခဲ့ပါရင်းဒါပေမဲ့အိမ်အပြင်ဖက်ကနေအတန်တစ်ခုကသူ့ရဲ့အာယုံကိုဆွဲဆောင်ခဲ့ပါရင်းသူ့သမီးတိုင်းကိုစွတ်ကန်ပြီးတော့သူ့ဟာအမောင်ထဲကိုထွက်တော့ပါရင်းသူ့ရဲ့မျက်လုံးတွေဟာတချိန်ကတက်တဝါဆိုးရဲ့ဥခေါင်းကိုထည့်ထားတဲ့အိမ်အပေါ်ကိုကြားရောက်တော့ပါရင်းအခုဆိုရင်စိတ်ကတိကောက်ဖြစ်ဖွယ်ဗလာဖြစ်နေခဲ့ပါပြီသူ့ရဲ့အိမ်ကဟာအနေငယ်ဟာနေခဲ့ပြီးတော့တကူဝင်လာတဲ့ရှင်းလင်းတဲ့လက္ခဏာပဲဖြစ်ပါရင်း စဉ်းစားစရာမလိုပဲနဲ့ parking ကတိတ်ဆိတ်စွာနဲ့အိမ်အထဲကိုရွှေ့သွားခဲ့ပြီးအန်ဒီရဲ့အတွက်တောင်းတန်းရှာဖွေတော်ပါရီရုတ်တရက်လာတာဆောင်ကနေအတန်တန်ကသူ့ရဲ့အယုံကိုဆွဲဆောင်ပါရီသူကအဲ့ဒီညစီကိုအများဆုံးပြေးသွားပြီးတော့အဲ့ဒီမှာပဲတက်တဝါဆိုရဥခေါင်းကွန်အခုစင်တော့သူ့ရဲ့ရှေ့မှာတင်းငင်စွာတည်ရှိနေခဲ့ပါပြီဒါပေမဲ့သူမတုံ့ပြန်နိုင်ခင်မှာဒါကမြစ်တဲကိုလင်းမြစွာနစ်မြုပ်သွားခဲ့ပါရီသွန်ဆုံမှုမရှိဘဲနဲ့ parking ကမီးတိုင်ကိုကင်ကာအပြင်ဖက်ကို ဒုံဆိုင်ထွက်သွားခဲ့ပြီးတော့အဲ့ဒီတက်တဝါကိုလိုက်ရှာဖို့အတင်းဖြစ်နေခဲ့ပါပြီတက်တဝါကရေထဲကနေထွက်လာပြီးခန္ဓာကိုယ်ဆွဲစက်ကလုံးကိုထက်ခါတက်ခါရေရွတ်နေခဲ့ပါပြီသူ့ရဲ့အတန်ကစိတ်ပြတ်နေတယ်လို့တင်းမာနေခဲ့ပါပြီသူပြန်လဲရှင်တမှုပြီးမြောက်ဖို့အတွက်ခန္ဓာကိုယ်တစ်ခုလိုအပ်နေတည်ပါပြီဖခင်ကရှေ့ဆက်ပြီးတော့တက်တဝါရဲ့နောက်ကိုတခြားလုံးလိုက်ရှာနေခဲ့ပါပြီထူးဆန်းတဲ့ရေရွတ်တက်နေကအမောင်ထဲမှာပဲ့တင်ထပ်နေခဲ့ပါပြီနောက်ဆုံးမှာတော့သူဟာအတန်နောက်ကိုလိုက်တွားရကနေ ကြက်တီးထားဖွဲ့အတိတကူရလာခဲ့ပါလိတက်တဝါကသူ့သမီးရဲ့တင်ကြိုင်းစီကိုတွားနေခဲ့ပါပြီအဲ့ဒီမှာပဲတက်တဝါဟာသူ့သမီးရဲ့အယိုးစုကိုသူ့ရဲ့ခန္ဓာကိုယ်အသေးအဖြစ်အသုံးပြုဖို့စူးစမ်းနေခဲ့တာပါတင်ကြိုင်းကူဟာဘလာဖြစ်နေတာကိုတွေ့ပြီးရနောက်ဖခင်ရဲ့နှလုံးသားကမြန်ဆန်စွာခုန်နေခဲ့ပါလိအမျက်တော်ကသူ့ရဲ့အထဲမှာတောက်လောက်နေခဲ့ပါပြီး သူကတက်သွားရဲ့အနောက်ကိုလိုက်ပြီးတော့သူ့ရဲ့တန်ထိတ်ထန်ကမပြက်ပြဲပဲရှိနေခဲ့ပါလိမ့်အနောက်ကနေလိုက်တွိုင်းနဲ့ပဲသူ့ကိုရေဝေဖုံလွှမ်းနေခဲ့တဲ့လိုင်ကောင်တစ်ခုစီခေါ်ဆောင်သွားခဲ့ပါလိမ့်သူ့အနာကိုရောက်နေပြီးဆိုတာတိလိုက်တဲ့အခါမှာတော့တက်သွားကလိတ်လိုက်ပြီးသူ့ရဲ့အတန်ထာအေးဆက်ပြီးတော့ပြက်ရဲ့ပြုတ်တလို့မျိုးဖခင်ဆိုပြီးတော့သူ့ကိုခေါ်လိုက်ပါလိအမြတ်ဒေါ်ရဝေနဲ့ပပွဲဆူနေခဲ့တဲ့ဖခင်ကလည်းဒုံဆိုင်ထိုးဝင်လာခဲ့ပြီးတော့ ူ့ရဲ့လက်နဲ့တက်သွားရဲ့လက်ဘင်းကိုဆုပ်ကင်ပါရင်သူကတည်တင်းကြံငှက်ထားခဲ့ပြီးတော့အဲ့ဒီအထဲကအသက်ကိုလူယူပြလိုက်ပါရင်လင်မြန်နဲ့လှုံရှားမှုတစ်ခုနဲ့သူဟာသူ့တမီးရဲ့အယိုးစုကိုတက်သွားရဲ့ဥခေါင်းခုန်ကနေဆွဲထုတ်လိုက်ပါရင်ဒါပေမဲ့တက်သွားကပြန်လဲတိုက်ခိုက်ပါရင်အဲ့ဒီနောက်သူ့ကိုပတ်ပြီးတော့ကျန်းတန်းနဲ့တိုက်ပွဲအထဲဆွဲသွင်းလိုက်ပါရင်ဒါပေမဲ့ဖခင်ကတော့လင်မြန်လို့ပါရင်သူရတာဟာမိန်ဖြောတဲ့အလင်းထဲမှာလက်ခနဲဖြစ်လာခဲ့ပြီးတော့တက်တော်ရဲ့ဥခေါင်းကိုအကြီးကြီးထိုးဆိုင်လိုက်ပါရင်နောက်ဆုံးမှာတော့တက်တော်ဟာငင်းတက်သွားခဲ့ပြီး သူ့ရဲ့ခုခံမှုပြောက်ွက်တော့ကသူ့ရဲ့ခြေရင်းမှာအသက်မဲ့လဲလဲကြသွားခဲ့ပါရင်မကြခင်မှာဖခင်ကတက်တော်ရဲ့ဥခေါင်းကိုလက်ထဲမှာကင်ပြီးတော့အိမ်ပြန်လာပါရင်သူ့ရဲ့ပစိန်ကိုတင်းကျစွာဆုတ်ကင်ပြီးတော့သူ့ရဲ့အမျက်ဒေါ်ရရဲ့အလေးချိန်အောက်မှာအဲ့ဒီတက်တော်ကိုကြိတ်ခွဲပြစ်လိုက်ပါရင်တက်တော်ဟာတကယ်ပဲတိတ်ဆုံးသွားတဲ့အကြောင်းသိချစေဖို့ပါအဲ့ဒီနောက်လုံးဝမပြောင်းလဲနိုင်တဲ့ဆုံးဖြတ်ချက်နဲ့ဖခင်ဟာသူ့တမီးရဲ့ရိုးစုကိုတင်းကျစီပြန်လဲတဲဆောင်သွားခဲ့ပါရင်သူ့မြုပ်နှံနေတဲ့အချိန်မှာမြေကြီးကအရင်ကထက်ပိုပြီးလေးလံနေတယ်လို့ပြောခန်းစားခဲ့ပါရင်ဒီအချိန်မှာ ဒီတီးခံစရာမရှိတဲ့တာဝန်ဟာဖခင်တယောက်ရင်ဆိုင်ရမယ်အခက်အခဲဆုံးအရာပဲဖြစ်ပါရင်သူ့ရဲ့ကိုယ်ပိုင်ကလေးကိုမြုပ်နိုင်ရတာပါသူပြစ်ချလိုက်တဲ့မြေကြီးလက်တဆုပ်စီတိုင်းဟာသူ့မရဲ့ရေမောတန်သူ့မရဲ့နှွေးထွေးမှုနဲ့သူတို့အတူတူကုံဆုံးခဲ့ရပြီးထာဝရဆုံးရှုံးသွားတဲ့အချိန်ဒီရဲ့အမတ်တရားဝေကိုယူဆောင်လာခဲ့ပါရင်ဖခင်ကခဏတာရက်လိုက်ပြီးတော့သူ့ရဲ့အကြီးကရဲ့အနေငယ်ကြာကသူ့သမီးရဲ့တင်ကြိုင်းပေါ်မှာတင်ထားခဲ့တဲ့မြားပေါ်မှာကြာရောက်သွားခဲ့ပါရင်အဲ့ဒါဟာသူ့ရဲ့ဒလိတစ်ခုရဲ့တင်ကြတာတစ်ခုပဲဖြစ်ခဲ့ပေမဲ့ အခုဆိုတော့ဒါဝေကသူ့ရဲ့အထဲမှာပုံမနဲ့ရှန်တဲ့အရာတစ်ခုကိုနိုးဆွပြလိုက်ပါလိမ့်။တန်နိဒံခိုင်မာစွာနဲ့သူဟာတစ်တာအပိုင်းစားတစ်ခုကိုဖျက်တောက်ပြီးတော့မြားအစ်စ်တစ်ခုပြုတ်လွက်လိုက်ပါလိမ့်။တင်ငယ်စွာနဲ့ပဲသူဟာဆွဲထုတ်ပြီးတော့လွတ်လိုက်ပါလိမ့်။မြားကပုတ်သွင်းနေကြတဲ့တက်တဝါစီကိုစိုက်ဝင်သွားခဲ့ပြီးနောက်ဆုံးမှာတော့သူ့ကိုဖြိုချလိုက်ပါလိမ့်။မကြခင်မှာပဲဖခင်အိမ်ပြန်လာပြီးတော့သူ့ရဲ့အကြီးကအခုထိပြင်ဆင်မထားရသေးတဲ့ပဒင်းပေါက်ပေါ်မှာတည်ငင်နေခဲ့ပါလိမ့်။ အကွက်နေကြတဲ့ပဒင်းမှန်ကနေတဲ့ဆင်ဖခင်ဟာအခန်းတစ်လျှောက်ရှောက်တွားနေတာကိုစောင့်ကြည့်နေတော့ရုတ်တရက်အပြင်ဖက်ကနေလေထဲမှာဖြက်ခုတ်တန်တစ်ခုဝင်လာခဲ့ပါလိမ့်။အဲ့ဒီနောက်သူကနောက်ထပ်ဥခေါင်းတလုံးကိုနေရာပေါ်မှာဆွဲလိုက်ပြီးကြောင်မဲ့ဖွဲအောင်ပွဲရတစိမ့်စုစီမှုကိုပြီးမြောက်ဖို့မျှော်လင့်နေခဲ့ပါလိမ့်။ဒါပေမဲ့သူလဲကြည့်လိုက်တဲ့အခါမှာတော့သူ့ရဲ့သွေးဝေးအေးဆက်သွားခဲ့ပါလိမ့်။သူအခုပဲတင်ထားတဲ့ဥခေါင်းကသူ့ကိုယ်ပိုင်ဥခေါင်းပဲဖြစ်ပါလိမ့်။ဖြက်ခုတ်တန်ကတက်တော်အကြောင်းဖြစ်တာပါ။ အရေးထဲမှာဖခင်ကိုတိုက်ခိုက်ပြီးဥခေါင်းဖျက်ခဲ့တာပါဒီတက်တော်ဟာသူ့ရဲ့ယွန်းစရာကောင်းတဲ့အသွင်ပြောင်းရှင်းကိုပြီးမြောက်စေဖို့သူ့ခန္ဓာကိုယ်ကိုအသုံးပြုခဲ့ပါတယ်တက်တော်ကအခုစဉ်တော့အပြည့်ဝပြန်လည်အတဲဝင်လာခဲ့ပြီးဖခင်ရဲ့တောက်ဆီးကိုလက်ထဲမှာကိုက်ပြီးတော့အမောင်တဲကိုပျောက်ကွယ်သွားခဲ့ပါတယ်ဒါကြောင့်မဲဒီဆက်လန်ကအဆုံးသတ်ကိုရောက်ရှိသွားခဲ့ပါတယ်ကျေးဇူးပြပရိသတ်များအားလုံးကျေးဇူးတို့တင်ရှိပါခင်ဗျာ